မြန်မာနိုင်ငံသားတွေလည်းပတ်ခွင့်မရှိတဲ့လျှို့ဝှက်မြေအောက်ခန်းတွေရှိတဲ့ရန်ကုန်မြို့ကလူသိနေတဲ့ချင်းချောင်းနန်းတော်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Top Magazine ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမှာကတော့ရန်ကုန်မြို့ပေါ်မှာတည်ရှိနေပေမဲ့လူသိနေပြီးတော့အများသူကသတိမမူမိခဲ့ကြတဲ့နှစ်ပေါင်း100ကျော်နေပြီဖြစ်တဲ့နန်းတော်ကြီးတစ်ခုအကြောင်းပဲဖြစ်ပါတယ်ရှင်အင်းရကန်တောင်ဘက်ရှီတောင်ချောင်းရက်ွက်ရဲ့သစ်ပင်ထိပ်ဖျားတွေပေါ်မှာ ဝါဝါဆွန့်ဆွန့်ထိုးထွက်နေတဲ့အဖြူရောင်နဲ့အစိမ်းရောင်ကိုရောရှက်ထားတဲ့ငါးထက်မျောစင်အဆောက်အဦးကြီးကိုလမ်းမြင်ရပါလိမ့်မယ်။အဲ့တော့ခြေသေးတို့အခုပြောပြမယ့်လင်ချင်းချောင်းနန်းတော်ကြီးဖြစ်ပါတယ်။လင်ချင်းချောင်းဆိုတာကတော့ မြန်မာပြည်မှာကြေးပြင်းတဲ့တရုတ်လူမျိုးတစ်ကြိမ်တယောက်ဖြစ်ပါတယ်။1869ခုနှစ်တရုတ်နိုင်ငံအမွိုင်မြို့မှာမွေးဖွားခဲ့ပြီးတော့အောင်မြင်ကြကြတဲ့တရုတ်မြန်မာစီးပွားရေးလုပ်ငန်းရှင်တဦးလည်းဖြစ်ပါတယ်။ရန်ကုန်မြို့စိန်ပေါ်ကျောင်းမှာပညာသင်ယူခဲ့ပြီးတော့ရန်ကုန်မြင်းပြိုင်ခွင့်ရဲ့ပိုင်ရှင်လည်းဖြစ်ခဲ့ပါတယ်။ မြန်မာပြည်ဥပဒေပြုကောင်စီရဲ့အဖွဲ့ဝင်အဖြစ်လည်းလုံဆောင်ခဲ့ပါသေးတယ်။1938ခုနှစ်မှာတော့လင်ချင်းချောင်းကအနောက်တိုင်းနဲ့တရုတ်ရိုးရာပြည်သူ့ကာလရာတွေရောရှက်ထားတဲ့ကနဒါစွာသောစစ်အင်ကြီးကိုရူပီ22သိန်းအကုန်ချခံပြီးတော့ဆောက်လုပ်ခဲ့ပါတယ်။အစာအုပ်တွင်းမှာရှိတဲ့နယံစီးပကြီတွေကိုလည်းအင်္ဂလိပ်လူမျိုးပကြီစရာတွေဖြစ်ကြတဲ့အန်စ်နဲ့ဒေါပရတာတို့ကရေးဆွဲပေးခဲ့ကြတာဖြစ်ပါတယ်။ 1920ခုနှစ်မှာတော့ပြင်သစ်တန်တမန် John Benjamin Clemenceau ကတရုတ်စီးပွားရေးလုပ်ငန်းရှင် Lin Chin Chow ရဲ့ထူးခြားစံကျယ်လပလုံးနဲ့နန်းတော်ဂီဟာကြီးရဲ့ကိုလာရောက်လဲပန်းခဲ့ပါတယ်။တတိစီ Chin Chow နဲ့တန်တမန် John Benjamin တို့ကဂျင်အရက်လေးတောက်ပြီးတော့ရီမမောစကားစမိပြောရင်းနဲ့မိတ်ဆွေတွေဖြစ်ချက်ကြပါတယ်။ချင်းချောင်းနန်တော်ဟောင်းစီကိုအခုချိန်ကလီမင်ဆော့နောက်ထပ်တစ်ကြိမ်အလဲဘက်ပြန်လဲရောက်ရှိလာခဲ့မယ်ဆိုရင်တော့ သူပထမဆုံးအကြိမ်ရောက်ခဲ့စဉ်ကမြင်တွေ့သဘောကျခဲ့ရတဲ့ခန်းနာလာတဲ့အိမ်တွေအဆောင်ရောင်ပြိဘောကတွေကိုတခုမှတွေ့ရတော့မှာမဟုတ်ပါဘူး။အရင်အေကန်ဖြစ်ခဲ့ဘူးတဲ့နေရာမှာဆိုရင်လေဖွင့်လက်ထားပြီးဖြစ်တဲ့ပကြီးပြာကန်လေးရရေပြင်းကြီးငွေွယ်ကောင်းစားထိုင်နေကြတဲ့ပြာကန်ဝန်တန်း၃လျောက်ကိုသာတွေ့ရတော့မှာဖြစ်ပါတယ်။နန်းတော်ရဲ့တခြားအခန်းတွေထဲမှာတော့မြစ်တီအရာမှမရှိတော့ပါဘူး။တချို့ရရှိခဲ့မှုတဲ့ Rolls Royce ကားကြီးတွေ, Porsche, Corso ကြီးတွေ ချွေပန်ဦးရီနဲ့ချွန်းပရိဘောကရီဆိုရလဲအခုချိန်မှာဗလာနဲ့ထိရေကန်လေးတစ်ခုနဲ့သစ်သားတစ်သားတစ်ခုအလွဲပြီးတော့လှပခန္ဓာရဲ့ဥယင်ကြီးလည်းမရှိတော့ပါဘူးအဲ့ဒီနန်းတော်ကအများပြည်သူတို့နဲ့နီနီကက်ကက်မရှိပဲစင်ဝင်မို့ဦးဟာဆိုရင်လည်းကဘာအေးဖျားလန်းဂုံးကြော်တရားအောက်ဖက်နားလောက်မှာပျောက်ကွယ်လို့နေပါတယ် ဒါပေမဲ့ရန်ကုန်မြို့နယ်ကောင်းကင်ရံမှာထူးထူးခြားခြားတရုတ်ရိုးရာပုံစံချင်းချောင်းနန်းတော်တခုကိုတော့ရန်ကုန်သူရန်ကုန်သားတွေမြင်တွေ့နေရသေးပါပဲတထေးစီလင်းချင်းချောင်းကသူတည်ဆုံးသွားတဲ့အချိန်မှာသူ့ရဲ့ပိုင်ဆိုင်မှုတွေကိုဘုလားပုံစံအတိုင်းသာခြံထားရေးခဲ့ပါတယ် ထိုင်းရခဲ့တဲ့အမွေတွေကတော့တထေးစီမျောမှန်းထားသလိုဖြစ်မလာခဲ့ပါဘူးဗြိတိရှားကိုလိုနီလက်ထက်အခါတုန်းကမြန်မာနိုင်ငံကစီဆန်တဲ့ရာဘာတို့ကိုနိုင်ငံသားကိုတင်ဖို့ရောင်းချရင်းနဲ့ကျွေးဝချမ်းသာလာခဲ့တဲ့သူရဲ့အောင်မြင်မှုတရဖူအဖြစ်ချီးကျူးပြီးတော့ဒီချင်းချောင်းနန်းတော်မျောစင်ကြီးကိုဆောက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်ပထမကမ္ဘာစစ်အတွင်းဗြိတိရှားတို့အတွက်ရန်ပုံငွေကူညီစုဆောင်ပေးခဲ့တဲ့အတွက် ဒါဗြိတိရှ်ကိုလိုနီအစိုးရကနေပြီးတော့လင်ချင်းချောင်းကို Order of the British Emperor OBE ကိုဒုဆောင်ပွဲတစ်စိတ်အနှင်းခဲ့ဘူးတယ်လို့လည်းတပိုင်းပညာရှင် AJH Latham ရဲ့မှတ်တမ်းမှာတွေ့ရှိရပါတယ်။အခုအခါမှာတော့ ချင်းချောင်းနန်းတော်ကြီးကမြန်မာ Arts Center ရဲ့အနုပညာပြခန်းအဖြစ်ကိုရောက်ရှိနေပြီဖြစ်ပြီးတော့ချင်းချောင်းနန်းတော်ကိုအမည်မဖော်လိုသူတဦးရောက်ရှိတော်တဲ့အခါမှာတော့ပြခန်းမန်နေဂျာကလင်ချင်းချောင်းရဲ့ပုံမြင်တွေကိုပြန်ပြောင်းပြောပြခဲ့ပါတယ်တဲ့ လင်ချင်းချောင်းကမြောက်ခမ်းထဲမှာငွေဆက်ကူပုံလေးဆက်တွေကိုထားရှိခဲ့ပါတယ်။မြောက်လိုင်ကူလည်းထူထားပြီးတော့အဲဒီလိုင်ကူကအင်းရကန်အထိပေါက်ပါတယ်။လူတွေအလောင်းတွေကိုလည်းမြောက်ကနေတဆင့်အင်းရကန်ထဲကိုစွန့်ပစ်တယ်လို့လည်းပြောကြတယ်လို့မန်နေဂျာကပြောပြပါသေးတယ်။တထေးစီလင်ချင်းချောင်းကမျောစင်ကြီးထိတ်ဆုံးပေါ်တက်ပြီးတော့ရန်ကုန်မြို့ကိုမျောငေးပြီးတော့မြို့တစ်ခုလုံးကိုလိုချင်တမတ်ဆက်ကြီးဖြစ်ပေါ်နေလေးရှိပါတယ်တဲ့။ ကိုအကျိုးသာလိုလားသူအလိုရမက်ကြီးရဲ့တတိကြီးလင်းချင်းချောင်းဟာသူရဲ့နောက်ဆုံးအချိန်မှာတော့ဇနီးတဲ့ဖြစ်သူ American The Show ရဲ့လက်ထဲမှာပဲရုတ်တရက်ကြာဆုံးကန်းရောက်ခဲ့ရပြီးတော့အရှုံးပေးခဲ့ရပါတယ်။သူကွယ်လွန်သွားတဲ့အခါမှာသူ့ရဲ့ရုပ်ကလပ်ထည့်ထားတဲ့ခေါင်တလာဘေးပတ်လည်မှာသူ့ရဲ့ကျွေးရှင်တွေကကျွေးစင်းတွေကိုခြင်ပြီးတော့တန်းစီရက်နေခဲ့ကြပါတယ်တဲ့။ ြန်မာနဲ့အင်္ဂလိပ်ပကြီးအမှုပညာရှင်တွေရဲ့ခန်းနာလာပါတဲ့နယံစည်းရေးပကြီးတွေနဲ့ရုပ်ကြားလဲရတွေကိုတော့ LinkedIn ချောင်းရဲ့ Dreamission တွေကခွာယူမတော်နိုင်ခဲ့ကြပါဘူး။ဒါကြောင့်မယ်အဲဒီလဲရတွေကိုအပေါ်ထက်ထက်ခိုးနယံနဲ့ခမ်းမအဝင်အခန်းငယ်တို့မှာဖုံလင်းလင်းကက်လျက်တချို့မှာကြွာကြလျက်မြင်တွေ့နိုင်ပါတယ်။ သူ꽌လွန်သွားပုံကလည်းရုတ်တရက်ဆန်လာပြီးတော့မြန်ဆန်လွန်လာပါတယ်ဒီလိုဆိုပေမဲ့လည်းလျှို့ဝှက်ကြံစီမှုကြောင့်ဖြစ်ပုံမရပဲစီးပွားကျသွားတာကြောင့်သာစိတ်ထိခိုက်သွားတဲ့ပုံရပါတယ် လင်းချင်းချောင်းကစံနေဝယ်လောင်ပြီးတော့စံစည်းခွက်ကိုလဝကြီးအုပ်ဖို့အတွက်အရေးစွန်စူးစားခဲ့ပါတယ်တဲ့ဒါပေမဲ့ဗြိတိရှအစိုးရဘက်ကစံကိုအိန္ဒိယနိုင်ငံကလွှဲပြီးတော့ဂျန်နဲ့တခြားနိုင်ငံတွေစီကိုတင်ပို့ခွင့်ကိုပိတ်ပင်လိုက်ပါတယ်1923ခုနှစ်မှာတော့တထေးကြီးရဲ့စီးပွားရေးဂျုံဂျုံကျသွားပြီးတော့စီးပွားပြတ်တဲ့အထိဖြစ်ပြီးနောက်ဆုံးမှာကွယ်လွန်သွားခဲ့ရပါတယ်တထေးကြီးကသူ့ရဲ့သွေးချွေးတွေနဲ့တိစောက်ခဲ့ရတဲ့ လင်ချင်းချောင်းနယ်တော်ကြီးမှာလောကစည်းစိမ်တွေကိုကြာရှည်စွာမကန်စားလိုက်ရပါဘူး။သူကွယ်လွန်တဲ့အချိန်မှာချင်းချောင်းနယ်တော်ကြီးတိဆောက်ပြီးစည်းတာငါးနှစ်တာရှိပါသေးတယ်။တထေကြီးလင်ချင်းချောင်းရဲ့ဘဝနီကိုအဆုံးသက်ကောင်းပုံမရခဲ့ပါဘူး။ဒါပေမဲ့ဒီလင်ချင်းချောင်းဖလားပုံလိုကစားပွဲကိုတော့1928ခုနှစ်အထိဆက်လက်ရှင်ပြိုင်ကစားနေခဲ့ကြကြောင်းသိရပြီးတော့ဂျင်းနူးစရာလဲကောင်းလာတယ်လို့သမိုင်းကြီးစရာလက်ထန်ကရေးသားမှတ်တမ်းတင်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲလင်းချင်းချောင်းရဲ့မျော်စင်ကြီးကတော့အချုံးမကျဂွာဒီကွာကျဟိုမရောက်ဒီမရောက်နဲ့ပဲ20ရာစုကိုဖျက်ကျော်လာခဲ့ပြီးတော့အုတ်ချုံမင်းလုပ်ပြီးအမွေဆက်ခံခဲ့ရတဲ့စစ်အာဏာရှင်အဆက်ဆက်ကလည်းမျော်စင်ကြီးကိုဖြိုလဲမဖြိုချလို့တလို့မလုပ်ရမယ်ဆိုတာကိုလည်းမသိခဲ့ကြတာမို့ဒီကနေ့ချက်တိုင်းထူးထူးခြားခြား ညီဆိုင်အမတ်သားတစ်ခုအဖြစ်သာရန်ကုန်မြို့နယ်ကောင်မှာကျန်ရှိနေခဲ့ရပဲဖြစ်ပါတယ်။ဂျပန်ခေကတော့အရိမျောစင်ကြီးကိုအတန်လွင့်ရုံအဖြစ်အသုံးပြုခဲ့ပူပါတယ်။1950ပြည်နှစ်အလွန်မှာတော့ကမ္ဘောဇားရိတ်တာအမည်နဲ့နိုင်ငံတော် AK ဟာအဖြစ်အသုံးပြုခဲ့ပါတယ်။1960ပြည်လွန်နှစ်တွေမှာတော့စီးပွားရေးတက္ကသိုလ်နဲ့ရန်ကုန်ဝိဆာနယ်သိပ္ပံတက္ကသိုလ်တွေကကျောင်းသူတွေအတွက်ဗောရာဆောင်ဖြစ်ခဲ့ရပြန်ပါတယ်။အခုအချိန်မှာတော့မြန်မာအမှုပညာဗဟုဌာန မြန်မာ Art Center အဖြစ်ရန်ကုန်မြို့အစိုးရနုပညာကျောင်းရန်ကုန် State School of Fine Art မှအောက်ပိုင်းအထက်တွေကိုပြကန်းဖြည့်သုံးပြုလျက်ရှိပါတယ်။၂014ခုနှစ်မှာတော့ချင်းချောင်းတာဝါကိုရှင်ကျိမှုအမွေအနေဖြင့်ရှင်ကျိမှုဝင်ကြီးဌာနကတရားဝင်သတ်မှတ်ခဲ့ပြီးချင်းချောင်းအနှစ်တရာပြည့်အဖြစ်ကျင်းပဖို့ရာအတွက်လည်းပြုပြင်မောမန်မှုတွေပြုလုပ်ခဲ့ပါတယ်။ချင်းချောင်းနယ်တော်အကြောင်းကိုမွေးရည်သားသူစာရန်ပြုစုနေချိန်တွေတုန်းကဆိုရင်တော့ ချင်းချောင်းတာဝါရဲ့အထက်ပိုင်းအထက်တွေကိုတောက်ခက်ပိတ်ထားသေးတာဖြစ်ပါတယ်။အနစ်တရာပြေတော့မှနယံစည်းကြီးတွေကလည်းဖုံလင်းလင်းဖြစ်နေစေဖြစ်ပြီးတော့နန်းတော်ဟောင်းကြီးကလည်းဟာလာဟင်းလင်းဖြစ်နေစေပါဒကာရီတို့ဖွင့်လှစ်ထားပါတယ်။ပထမဆုံးချိန်နဲ့နောက်ဆုံးချိန်ရဖြစ်ဒီချိန်မြတ်တာချင်းချောင်းနန်းတော်ကြီးစီကိုလာရောက်လဲပတ်ခဲ့ဘူးတဲ့ ဂျော့ဘင်ဂျမင်ကလီမန်ဆိုရဲ့စိတ်ဝိညာဉ်လေးရန်ကုန်မြို့စီကိုပြန်လည်ရောက်ရှိလာခဲ့ရင်ဒုတိယအကြိမ်အဖြစ်ဝင်ရောက်လဲပတ်လို့ရအောင်များဖွင့်ထားလိမ့်သလားဆိုပြီးတော့စာရေးသူဘက်ကနေပြီးတော့ခက်ဆန်းဆန်းအတွင်းနယ်ချဲ့ထားပါသေးတယ်။ဒါကတော့ရန်ကုန်မြို့မှာရှိတဲ့လူသိနေပြီးတော့ဖြစ်သွားပြီဖြစ်တဲ့ချင်းချောင်းနယ်တော်ကြီးရဲ့အကြောင်းကိုလလန်းမိသည်များတင်ဆက်ပေးခဲ့ရပါပဲဖြစ်ပါတယ်။ ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်များအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ဒီနေ့ရဲ့တင်ဆက်မှုလေးကိုအစအနေအဆုံးတိုင်းလိုက်ပါပြီးတော့နားဆင်ပေးခဲ့တဲ့အတွက်လည်းပရိသတ်အူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။